အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စင်ကပြောက်လျှောက်ပြီးတဲ့လက်ကောင်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီညမှာ ပြောပြပေးချင်တာကကျွန်တော်တို့ရဲ့ social media အကောင့်မျိုးစုံထောက်ထားတဲ့စင်ကလေးကျွန်တော်တို့ရဲ့ဝေးကြီးဆိုင်ရာ gaming with me ကောက်တွေဖောက်ထားတဲ့စင်ကလေးကိုကျွန်တော်တို့ထုတ်ထားရမယ်ဆိုရင်ဘလိုမျိုးလေးလုပ်ပြီးတော့ထိသိမ်းထားတဲ့နေဆိုတာကျွန်တော်ပြပြပြမယ်။ဒါမျိုးထိသိမ်းထားမှလည်းဆိုရင်ကျွန်တော်တို့ရဲ့စင်ကလေးက အသုံးမပြုတော့ဘဲနဲ့ရပောင်း180လောက်ထိုင်ရင်ဘယ်လိုလျောက်ပြတ်တက်လို့ပါဒီလိုမျိုးဘယ်လိုလျောက်မပြတ်သွားဖို့အတွက်ကျွန်တော်တို့ထင်သင်ရမယ့်အချက်လေးတွေရှိပါတယ်အဲ့တော့မတိသေးဘူးဆိုရင်ဗီဒီယိုလေးဆောင်းအောင်လက်ကြည့်ပြပါဗျာနံပါတ်၁ချက်အဲ့လိုမျိုးထုတ်ထားတော့မယ့်စင်ကတ်တွေကကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဖတ်ပုံတင်နေအမီပေါက်တင်ထားတင်ပါတယ်ဒါမှမဟုတ်ရင်လည်းကွန်ပျူတာဆိုရင်တရားဟုတ်ကဲ့ဖတ်ပုံတင်နေပေါက်တင်ထားပါနံပါတ်၁ချက်ဒီလောက်တခါဘေးပုံမှန်ဖြစ်ပြီးပါ စိတ်ကတ်ထဲမှာဒီလက်ကြံရှိခြင်းဟာစင်ကတ်ပြတ်သွားရင်တော့မှပြန်ရဖို့ပဲကူစီပါတယ်။နံပါတ်3ချံတလောက်တစ်ခါလောက်ဖုန်းလေးကိုပြန်ထည့်ပြီးတော့ဖုန်းအဝင်ကောထပ်ပေါ်ခေါ်တိုင်းမျိုးလုပ်ပြရပါမယ်။အဲ့လိုမျိုးဖုန်းအဝင်ကောထပ်ပေါ်ခေါ်တဲ့အခါကျရင်လည်းအိုဗီဒါမတူတဲ့ဖုန်းနံပါတ်တွေနဲ့ဝင်ကောထပ်ပေါ်ခေါ်တိုင်းမျိုးလုပ်ပြပါ။နံပါတ်4ချက်ကတော့စင်ကတ်ရဲ့ ICC ID နံပါတ်ကိုပတ်ထားရပါမယ်။ single ssc id number ဆိုတာကကျွန်တော်တို့ဖုန်းလေးကိုထည့်နေ single အစံလေးရနောက်ချမ်းမှာ69953ညနဲ့စတဲ့နံပါတ်လေးပါပါတယ်အဲ့ဒီနံပါတ်လေးကို ssc id number လို့ခေါ်ပါတယ်တော့အဲ့ single ရဲ့ ssc id လေးကိုလည်းသိချလေးမှတ်ထားပါဒါမှမဟုတ်လည်း single ရဲ့နောက်ချမ်းလေးကိုတက်ပုံလေးရိုက်ပြီးတော့မမရရသိသိထားလာမျိုးလုပ်ပေးပါဒါမှသာဒီ single လေးတွေလိုပြောပြတဲ့အနေနဲ့ကာကွယ်နိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ